ကြောက်နေတယ်ဘောကားကပြေးတာပြေးတော့မိသွားတယ်အမမနေရဆိုင်နဲ့ဘယ်ပတ်သက်ဆိုင်လားဟုတ်စကိုင်းတိုင်းအင်းတော်နဲ့ကတာမျိုးနယ်ကြားမှာအင်အား150ခန့်မှာစစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမတ်လ15ရက်နေ့ကစပြီးနှစ်ရက်ဆက်ကြားဖြတ်တိုက်ခိုက်ခဲ့ရာအရာရှိအချို့အပါအဝင်စစ်တုံးမှ34ဦးဖမ်းမိပြီးလက်နက်တွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ကတာမျိုးကချင်းမြန်တရင်ခမရ309ကအင်အား150ခန့်ပါတဲ့စစ်ကြောင်းဟာမြို့အနောက်ဘက်16မိုင်ခန့်အကွာမှာရှိတဲ့တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မျိုးကိုအင်းတော်ကတာလန်တိုင်ဥတီစစ်ကူတွားခဲ့ရမှာကတာမျိုးအနောက်ဘက်9မိုင်ခန့်အကွာမှာအတိုက်ခံခဲ့ရတာပါအမီရတော့34ရောက်ဆိုပြီးပြောတာလေဒီလက်နက်ကလည်း40ကျော်ပါဘလို့ရလဲဆိုတော့ကျွန်တော်တို့ကဒီမြို့တိတ်မှုကိုပြအဲ့ဒီနားမှာတပြိပြိကတ်နေတဲ့အချိန်မှာရုတ်တရက်ဟိုဘက်ကကတ္တာဘက်ကလည်းစစ်ကြောင်းထိုးလာတာလေ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အတူကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF အမျိုးသားညီညွတ်ရေးအစိုးရ UNG လက်အောက်ခံကတားခရံတရင်တင်နဲ့ကတားပကဖားတို့ဖြစ်ပါတယ်။အရှင်ဖမ်းမိသူ34ဦးမှာအရာရှိတချို့ပါဝင်ပြီးတေဆုံးသွားသူအရေအတွက်ကိုတော့အတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့သတင်းရင်းမြစ်ကဆိုပါတယ်။တင်းစီရမိရဲ့လက်နက်တွေထဲမှာဆက်တနက်ကြီးနှစ်လက် RPG ပခုံးထမ်းလောင်ချတစ်လက်နဲ့လက်နက်ငယ်အများပြားလဲပါဝင်တယ်လို့သိရပါတယ်။ ဂျားပြတ်တိုက်ခိုက်မှုမှာကတာပကဖအဖွဲ့ဝင်နှုတ်လေးတည်ဆုံးခဲ့ရပါတယ်။ဟိုရုံတုံးကနေထွက်ပြီးသွားရတဲ့အရှင်ဖမ်းပြီးရဲ့ဖမ်းပြီးတာကဟိုကတာခေတိုင်းရင်းဘက်ကလည်းဖမ်းပြီးရရှိတယ်။ EU ဘက်ကဖမ်းပြီးရတယ်ရှိတယ်ပေါ့နော်။နှစ်ချီလက်နဲ့ငယ်လေးရဖမ်းပြီးရမှာအရာရှိတယ်ပါတယ်ပေါ့နော်။ဒီမင်းတို့ဘာမှမကြည့်ဘူးနော်။ဟောအေးစေးဘာမှဖြစ်ဘူးနော်။ မရှိလာရှိရနေ့ကစပြီးအင်းတော်မျိုးသိန်းတိုက်ပွဲပြန်လည်ပြင်းထန်လာတဲ့အတွက်စစ်ကောင်စီကစစ်တပ်နှန်းစင်တသားတိအများပြားပါဝင်တဲ့စစ်ကြောင်းကိုစစ်ကူပို့ဖို့စူးစမ်းနေတာလို့ဒေသခံကာကွယ်ရေးတပ်တွေနဲ့ဒေသခံတွေကပြောပါဗျ။ကျောင်းသားတက်မတော် ABSDF အင်ဒိုပီဒီအန်နဲ့ဒေသကာကွယ်ရေးတပ်တွေပူးပေါင်းပြီးအင်ဒိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာခုနလနီးပါးခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ င်းတော်မျိုးရဲ့နေရာအများစုကိုတော်လိုင်းပူပေါင်းတပ်တွေကထိန်းချုပ်ထားပေမဲ့မြို့အရှိတ်ဘက်မှာရှိရဲဒီသအခေါ်ဂျပန်လှိုင်းကူခုံးမှာတော့စစ်ကောင်စီတပ်ကဆက်လက်တပ်ဆွဲထားပြီးခုခံတိုက်ခိုက်နေစေပါဒါအပြင်ကတာမြို့ကိုစစ်ကောင်စီတပ်ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီးမြို့ပြင်ကျေးရွာတွေနဲ့ဧရိယာအများစုကိုတော်လိုင်းတပ်တွေကထိန်းချုပ်ထားပါဗျာ